ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။အခုလှည့်ကြတာကတော့မစ္စမရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း Misinformation Buster Season ပဲဖြစ်ပါတယ်။ဒီ season မှာမစ္စမကစစ်ဆေးထားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးပြောပြပေးသွားမှာပါ။အခုတင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့ဥခင်ကြီးရဲ့ရှစ်လေးလုံးသမိုင်းလိန်နဲ့စေအုပ်စုဝါရဖြန့်ချင်ရဲ့အကြောင်းအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာလော်ဘီတွေဘလို့ဝါရဖြန့်တယ်ဆိုတဲ့အကြောင်းနဲ့နီဂါရာရေတခွန်ကသွေးလိုနေရင်းနေတဲ့ဆိုတဲ့သတင်းအမှားတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဆယ်အစုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ထောင်စုချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးကနေပါတီဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်းအမှားတွေကိုပြောဆိုနေပါတယ်ရှယ်လီလုံးရေတော်ပုံပြီးတဲ့နောက်မှာပြည်တော်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးအသင်းဖြစ်စတင်ခဲ့တဲ့ပါတီရဲ့နောက်ကျောင်းကိုရှင်းပြတဲ့အနေအမှာဒီအရေတော်ပုံနဲ့ပတ်သက်ပြီးတမိုင်းကျောင်းအမှားတွေကိုထည့်သွင်းပြောဆိုထားတာပါ USDB Facebook page ကနေ August 29ရက်နေ့မှာဖော်ပြခဲ့တဲ့ One News နဲ့ interview မှာတခါအဲ့ဒီ page ကနေပဲ October 19ရက်နေ့မှာ USDB ဟာတမိုင်းဖြစ်စဉ်တွေအရစနစ်တကျမွေးဖွားခဲ့တဲ့ပြည်တော်စုအဖွဲ့အစည်းဖြစ်ပါတယ်ဆိုပြီးတော့ဥက္ကဋ္ဌကြီးကနေရှင်းပြတဲ့ရုပ်သံမှာတခါပြောထားတာပါ ဒီထဲမှာသမိုင်းကြောင်းကြီးပြီးတော့နိုင်ငံရေးအရေးအကြီးတစ်ခုကိုစတင်ခဲ့တဲ့ရှစ်လေးလုံးလူတို့အရေးတော်ပုံကိုသိငဲသွားအောင်ပုံဖော်ထားတာပါအရေးတော်ပုံစတင်တာဟာ1988မတ်လ12ရက်နေ့မှာလက်ဖက်ရည်ဆိုင်မှာတချင်းဖွင့်တာကနေចောင်းသားတွေရှမ်းဖြစ်တာကနေစပြီးတော့ဒီဖြစ်စဉ်ကိုနိုင်ငံရေးသမားတွေမီဒီယာတွေသွေးထိုးလှုပ်ဆော်တာကြောင့်ဒီအရေးခင်ဖြစ်လာရတယ်လို့ပုံဖော်ထားပါတယ်။ဒီချိန်မှာပဲနေဇက်ကလက်နက်ကင်တပ်တွေကမိုင်းယံမက်တဝေါ်တိုက်ပွဲတွေဖန်တီးတဲ့အကြောင်းမြမပင်လယ်ပြင်မှာလေရင်တင်သ င်းမောနှစ်စီးရောက်လာတဲ့အကြောင်းတွေပါဝင်ပါတယ်။1988မတိုင်ခင်မှာ1962ဒေါ်လင်ရေးကောင်စီကနေအာဏာသိမ်းတာ1984မှာတပါတီအာဏာရှင်စနစ်နဲ့ပြည်သူတွေကိုပုံစံမျိုးစုံနဲ့ဖိနှိပ်တာစတဲ့အရင်ခံအကြောင်းရင်းတွေကိုလစ်လျူရှုပြီးတော့ဖုံးမော်ရေခင်စတင်ခဲ့တဲ့မတ်လ12ရက်နေ့ဖြစ်စဉ်ကိုပဲတာမန်ကိစ္စဆိုပြီးတော့ဥတီပြောထားတာပါ။ ီလိုမျိုးចောင်းသားတွေအချင်းများရာမှာចောင်းသားတွေကမကျေနပ်ရာကနေလူစုလူဝေးဖြစ်ပြီးတော့ဒီလူစုလူဝေးကိုစစ်တပ်လောက်ခံအုပ်ထုပ်နေလုံတိုင်းတွေကတရက်နဲ့ပြက်ခတ်တပ်ဖြတ်ခဲ့တဲ့အတွက် March 23ရက်နေ့မှာလဲစစ်မှုတပ်ကတော်တွေမှာကိုဖုံးမော်ကြာဆုံးခဲ့ရပါတယ်။ဒီလိုစစ်တပ်ကចောင်းသားတွေအပေါ်ရရက်ဆက်ဆက်ကျူးလွန်ခဲ့တာကိုချမ်းလှပ်ထားခဲ့တာပါ။ဒီဖြစ်စဉ်ပြီးတော့3ရက်အကြာ March 16ရက်နေ့မှာတရားနေအရေးခင်ဖြစ်ခဲ့ပါတယ်။ ကိုဖုံးမော်ကြောက်ဆုံးမှုကြောင့်ចောင်းသူចောင်းသားတွေဟာရန်ကုန်တက္ကသိုလ်ကနေဆက်မှုတက္ကသိုလ်စီကိုစီတန်းလမ်းလျှောက်ဆန္ဒပြရမှာတရားပြုံမှတ်တမ်းအရောက်မှာလုံထိန်တဲ့စစ်တပ်တွေဟာចောင်းသူចောင်းသားတွေကိုရှိုင်းနှက်တာတမိုးကြီးပစ္စည်းတွေကိုယူငင်နာတွေလုတ်ခဲ့ပါတယ်ဒီចောင်းသူចောင်းသားတွေကိုဖမ်းဆီးသွားပြီးတော့အချုပ်ကားပေါ်မှာအသက်ရှူချက်ပြီးသေဆုံးခဲ့တဲ့သူတွေလည်းရှိပါတယ်ဒီလိုမျိုးသရားဖြူကနေပြီးတော့တစ်ခုလုံးသွေးအောင်လွှမ်းခဲ့ရတဲ့သရားနည်းအရေးခင်းကိုလည်းလစ်လို့ရှုခဲ့တာပါ ဒီလိုနောက်ဆက်တွဲစစ်တပ်ရဲ့ရက်စက်မှုတွေကိုခြံလှပ်ပြီးတော့မတ်လ12ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့လက်ဖက်ရည်ဆိုင်မှာရန်ဖြစ်တဲ့ဖြစ်စဉ်တစ်ခုတည်းကိုပဲထည့်သွင်းပြောဆိုထားတာပါအခုထပ်ပြီးတော့ဥခင်ကြီးပြောတဲ့မြမပြင်လဲပြမလေရင်တင်သမောနှစ်စီးရောက်လာတဲ့အကြောင်းကိုကြည့်အောင်ပါမြမပြည်ရင်စင်းနဲ့မြမပြည်ရင်လက်နက်ကင်တပ်ဖွဲ့တွေအကြောင်းကိုလေ့လာပြီးတော့စာအုပ်တွေများစွာရေးခဲ့တဲ့သတင်းထောက်စာရေးစရာဘာတီလနာကလည်း American ရေတပ်သင်္ဘောဟာမြမရေပိုင်နဲ့တည်းမှမဟုတ်ပဲအိန္ဒိယသမုတ်တရားထဲမှာရှိနေခဲ့တာလို့ပြောပါရယ် ဒီကြောင့်ကိုတော့လွတ်လပ်တဲ့သတင်းဌာနဖြစ်တဲ့ AR သတင်းဌာနမှာပြီးခဲ့တဲ့2009စက်တင်ဘာ16ရက်နေ့မှာဖော်ပြထားတာပါ Great Faith Asia Institute ကနေ2008ခုနှစ်မှာထုတ်ပြန်တဲ့စာတမ်းထဲမှာလဲ American ရေတပ်ဟာရန်ကုန်တောင်ဘက်ရေမိုင်60လောက်အကွာမှာရှိနေပြီးတော့နိုင်ငံကရေပိုင်နက်မှာရှိနေတယ်လို့ဖော်ပြထားခဲ့ပါတယ် American တန်ယုံဝန်ထမ်းတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့အတွက်အသင့်ရှိနေခက်ပြီးတော့စစ်လုံကားလေယာဉ်တွေပဲဝန်ထမ်းတွေကိုရွှေ့ပြောင်းပေးခဲ့တာပါ ဒါပေမဲ့လည်းဒီအချက်လက်တွေဟာအင်အားကြီးထွားလာနေတဲ့ကောလာဟလာတွေကိုမတားဆီးနိုင်ခဲ့ဘူးလို့ဆိုထားပါဗျ။ဒါကြောင့်လီယင်တင်သမော်ရီဟာမြမရှေပိုင်းနဲ့ထဲမှာမဟုတ်ပဲနိုင်ငံတကာရှေပိုင်းနဲ့ထဲမှာရှိနေခဲ့တာပါ။ ဒါတွေဟာဥခင်ရရဲ့ USDP ပါတီသမိုင်းအကြောင်းပြောတဲ့နေရာမှာဖြစ်စဉ်အမှန်တွေနဲ့အတူသမိုင်းကြောင်းအမှားတွေကိုထည့်သွင်းပြောထားတာပဲဖြစ်ပါတယ်။ရှလီလုံးလူတို့အရေးတော်ပုံကြီးကိုသေးသိမ့်သွားအောင်တမန်ဖြစ်စဉ်တစ်ခုဖြစ်အောင်ပုံဖော်တာအချက်လက်အမှားတွေနဲ့ထည့်သွင်းပြီးတော့အခုလိုမျိုးဥခင်ရပါဝင်စတက်ထောက်ခံသူတွေကဝါရက်ဖြစ်နေကြတာပဲဖြစ်ပါတယ်ရှင်။ အခုဆက်လက်ပြီးတော့58ကြိမ်မြောက်အာဆီယံဖြစ်ပြီးအစည်းအဝေးဟာအောက်တိုဘာ26ရက်နေ့ကနေပြီးတော့28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဒီအစည်းအဝေးမတိုင်ခင်မှာစစ်တပ်ထောက်ခံတဲ့လော်ဘီတွေကဝါရဖြတ်တဲ့ပုံစံကိုလေ့လာကြည့်အောင်ပါ။စကောမရှင်ကလုံးမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုတ်ဖို့အတွက်အာဆီယံနိုင်ငံတွေကအနောက်နိုင်ငံတွေကိုမြစ်တာရက်ခံခဲ့တဲ့ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းပါ ဖောင်ကာစားဖို့ကဲကြီးဆိုတဲ့ Telegram Channel ကနေအောက်တိုဘာ23ရက်နေ့မှာမြမရွေကောက်ပွဲကိုအတိမတ်ပြုတ်ဖို့အတွက်အာဆီယံနိုင်ငံများကအနောက်နိုင်ငံတွေကိုမြစ်တာရက်ခံခဲ့သည်လို့ရေးသားထားပြီးတော့ထပ်ပုံတပုံနဲ့အတူဖြန့်ဝေခဲ့ပါတယ်။ဒီသတင်းကိုဖတ်ရှုသူက300ကျော်ရှိပြီဖြစ်ပါတယ်။ဓာတ်ပုံထဲမှာတော့အင်္ဂလိပ်လိုရေးသားထားတဲ့သတင်းတစ်ခုပါဝင်ပါတယ်။မြစမကဒီအကြောင်းအရာဒီကောင်းဆန်တဲ့ပတ်သက်လို့အချက်လက်စစ်ဆေးခဲ့ပါတယ်။ အရင်ဆုံးဖြန့်ဝေနေတဲ့သတင်းမှာပါတဲ့ဓာတ်ပုံထက်ကစာသားတွေကိုရိုက်ပြီးတော့ဂူဂေါမှာရှာဖွေတဲ့အခါမှာ South China Morning Post ရဲ့သတင်းဖြစ်နေတာကိုတွေ့ရပါဗျ။စာရင်းမှာတော့ဖောင်ကားစာဖိုကေဂျီ Telegram ကနေရေးထားသလိုမျိုးအာဆီယံနိုင်ငံတွေကအနောက်နိုင်ငံတွေကိုဆဲအုပ်စုရွှေကောက်ပွဲအသိမှတ်ပြုဖို့အတွက်မေတ္တာရက်ခံတဲ့အကြောင်းတစ်ခုမှမပါပါဘူးမြန်မာရွှေကောက်ပွဲအတူအောင်အကြောင်းနဲ့အာဆီယံနိုင်ငံတွေကမြန်မာအရေးနဲ့ပတ်သက်ပြီးတော့တန်တမန်ရေးရအခက်ခဲနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုရေးသားထားတာပါ ဒါပြန် The Straits Times သတင်း website ကနေလည်းလာမယ့် ASEAN ထိပ်သီးအစည်းအဝေးမှာမြမရွေနဲ့ပတ်သက်ပြီးတော့ပြောင်းလဲအောင်တိုက်တွန်းဖို့နဲ့ငဂိုမူလကသဘောတူထားတဲ့ပုံငါချက်ကိုအကောင့်ထဲဖော်ဖို့ဥရောပရဲ့လူအခွင့်ရေးအထူးကိုယ်စားလှယ်ကပြောထားတဲ့အကြောင်းကိုသတင်းဖော်ပြထားပါတယ် Human Rights Watch ဆိုတဲ့လူအခွင့်ရေးလေ့လာစောင့်ကြည့်ပြီးတော့အစည်းအဝေးကစားထုတ်ပြန်တဲ့အဖွဲ့ကနေလည်းစိုးစိုးရဲ့ရွေးကောက်ပွဲအတူရောင်ကိုညှင်းဆို့ဖို့အတွက် ASEAN အသင်းဝင်နိုင်ငံတွေကိုအိတ်ဖွဲ့စာပေးပို့ထားပါတယ် ဒီပြန့်နှံ့နေတဲ့သတင်းဓာတ်ပုံတွေကရောစစ်ဆေးထားတဲ့သတင်း website တွေကိုဖော်ပြချက်တွေကိုကြည့်မယ်ဆိုရင်အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်မရှင်ရဲ့ရွှေကောက်ပွဲကိုလက်မခံဖို့ညှဉ်းဆန်ဖို့တိုက်တွန်းထားကြသလိုအာဆီယံနိုင်ငံတွေဘက်ကရောဒါနဲ့ပတ်သက်ပြီးတော့မြစ်တာရက်ခန့်တွေဆိုရဲပြောဆိုချက်တွေလည်းမတွေ့ရသလိုဒီအစည်းအဝေးမတိုင်ခင်မှာလက်ရှိအထိရွှေကောက်ပွဲနဲ့ပတ်သက်လို့ဘာမှအတုတ်ပြန်တာမျိုးမရှိပါဘူးဒါပေမဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးတော့အာဆီယံကိုယ်စားလှယ်တုတ်ပြန်ခဲ့တာတစ်ခုရှိပါတယ် အဲ့ဒါကလာမယ့်48ကြိမ်မြောက်အာဆီယံအစည်းအဝေးဘွဲ့ကိုစစ်ကော်မရှင်ရဲ့ဥက္ကဋ္ဌစစ်ကောင်းဆောင်မြောင်းလှန်ကတက်ရောက်မယ်ဆိုပြီးသူတို့ကိုထောက်ခံတဲ့ Telegram Channel တွေ11သတင်းဌာနတို့ကနေဝေဝေးဆဆဖြန့်ဝေခဲ့ပါတယ်။ဒီအစည်းအဝေးကိုမြောင်းလှန်တက်ရောက်မယ်ဆိုတာဟာမဟုတ်မမှန်ကြောင်းမလေးရှားနိုင်ငံဘက်ကတာဝန်ရှိသူတွေကပြောပါတယ်။ဒါကို The Aori English Edition မှာဖော်ပြထားတာပါ။ဒါရီကတော့လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာစစ်တပ်ထောက်ခံတဲ့လော်ဘီတွေရဲ့ဝါရဖြန့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ်ဆေအိုဆုဟာတရားဝင်အာဏာရရှိဖို့အတွက်အတူရောင်ရွေးကောက်ပွဲကို အာဆီယံအပြင်နိုင်ငံတကာကအသိမှတ်ပြုဖို့အတွက်နှီးမျိုးစုံနဲ့ကြိုးစားနေတာပဲဖြစ်ပါတယ်ရှင်။အခုနောက်ထပ်အနေနဲ့ကနေဒါနဲ့အမေရိကန်ကြားမှာရှိတဲ့နီကာရာရှိတကွန်ဟာ သွေးလိုမျိုးနေရနေတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါကိုစင်ကနန်းဆိုတဲ့ Facebook ကောက်ကနေအော်တိုဘန်16ရက်နေ့မှာကမ္ဘာနာမည်အကြီးဆုံးကနေဒါကနီရာဂရာရေတကွန်ကသွေးလို့နေရနေတဲ့ပြနောက်ဆုံးတဲ့နီရာဂရာတီသွေးနေရနေပြီးကမ္ဘာကိုတုံလှုပ်စေသည်လို့ရေးသားပြီးတော့ပုံတပုံနဲ့အတူရေးသားဖြန့်ဝေထားတာပါအဲ့ဒီပုံထဲမှာတော့ရေတကွန်ဟာအနီရောင်ဖြစ်နေပြီးတော့ဒီအကြောင်းအရာကိုပြန်လည်မျှဝေသူကတထောင်ကျော်ရှိခဲ့ပါတယ် မြစမကဒီရေကုန်ပုံနဲ့ Google Image Search ကနေတဆင့်အချက်လက်စစ်ဆေးခဲ့ပါတယ်။စစ်ဆေးချက်တွေအရလက်ရှိအချိန်အထိ Niagara ရေကုန်ဟာအနည်းရောမဟုတ်ပဲပုံမှန်အတိုင်းပဲရှိနေတယ်လို့တွေ့ရပါတယ်။ Niagara ရေကုန်ရဲ့ website မှာဆိုရင်ဒီရေကုန်ကိုအလင်းတွေနဲ့အလှဆန်ထားတဲ့ပုံတွေဖော်ပြထားတာကိုတွေ့ရပါတယ်။အဲ့ဒီအလင်းတွေထဲမှာအနည်းရောလဲပါပါတယ်။ Nigara Falls Hotel website ကနေဒီရေကုန်ရဲ့24နာရီဖြစ်တည်မှုကိုရိုက်ထားတဲ့မြင်ကွင်းတစ်ခုကိုဖော်ပြထားပြီးတော့ အောက်တိုဘာ24ရက်နေ့ဒေသစံတော်ချိန်အထိအဲ့ဒီအထက်မှာတော့ဘာမှထူးထူးခြားခြားပြစ်မနေတော့ကိုတွေ့ရပါတယ်ဒီလိုမျိုးရှေ့ဝင်ကနေသွေးလိုနေရဲနေတယ်ဆိုတဲ့အကြောင်းကို AFP ကဇူလိုင်လ9ရက်နေ့မှာသတင်းအမှားဖြစ်တဲ့အကြောင်းအချက်လက်စစ်ဆေးထားပြီးတော့အခုလိုရေရုံအနေအောင်ပြောင်းတာမျိုးမရှိဘဲပုံမှန်အတိုင်းပဲရှိနေပြီးတခါတလေမိုးတိထန်စွာရွာသွန်းရင်တော့အညိုရောင်ဖြစ်သွားပေမဲ့အခုဟာက AI နဲ့လှုပ်ထားတဲ့သဘောဖြစ်တယ်လို့အဲ့ဒီကတာဝန်ရှိသူတယောက်ကပြောတဲ့အကြောင်းပါရှိပါတယ် ဒါကြောင့်ကနေဒါနဲ့အမေရိကန်ကြားမှာရှိတဲ့နီဂါရာရှိတကွန်ဟာသွေးလိုနှီးရဲနေတယ်ဆိုတဲ့သတင်းဟာသတင်းမှားဖြစ်ပြီးတော့လူအများစိတ်ဝင်စားမှုရရှိအောင်တမင်ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒီတဲ့ရင်ဟာအခုမှပြန့်နှံ့ခဲ့တာမဟုတ်ပဲပြီးခဲ့တဲ့ဇွန်နဲ့ဇူလိုင်လတွေတုန်းကလည်းနိုင်ငံတကာဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာပြန့်နှံ့ခဲ့ပြီးပါတယ်ရှင်။ ဇမောကတော်တော်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုစူးစိတင်ဆက်ပေးခဲ့တာပါပရိသတ်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေးခရင်ပဲဖြစ်ဖြစ်တန်တရားရှိတဲ့အကြောင်းအရာတွေကိုတွေးခရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အပွဲကိုဒီလေလေးကနေတဆင့်ပြဖို့ကြောက်ဖို့အတွက်ဖိတ်ခေါ်ပါရစေကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းမှတ်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင် လွတ်တော်မီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝီတင်ချင်ကိုကြီးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစီ။